ရန်ရန်ပြောရင်လူတွေလိုးနေတဲ့အချိန်မှာအာနာထသင်ရတာသုံးနာယူဝန်းကျင်တော့မှထအာနာသင်ရတာဘယ်မှာလဲ official လीအစိုးရအလုပ်နိုင်ငံတော်အလုပ်ကြီးလေကွာတခိုးလို့တဘိုးလို့လိုရတဲ့အလုပ်ကွာကိုအောင်မင်းမမြင်ဘူးလားအဲ့ဒါကြီးကို မင်းကမင်းတရားကျောင်းဟိုအချိန်မှညစနေဟိုနေခင်းစနေလာကြီးတို့တနာကြီးတို့လေဒီယိုတို့တီဗီရနေပြီးတော့မြတ်မင်းမင်းတို့ပြောပြောကြီးညာလိုက်ဖက်မှလာကျွန်တော်တို့အာနာတင်လိုက်ပါတယ်အာနာထိလိုက်ပါတယ်လို့လူတွေလုံးနေတဲ့အချိန်ကျမှလူတွေဖက်ပြီးတော့အာနာတင်ရတဲ့ခေါ်ရဲ့နိုင်ငံတော်အထုပ်ပြုအဆင်လာကိုအမင်းရက်ကြီးကိုကိုအမင်းသိတယ်နော်ဒီဒီဟိုဟာလေဒါကျွန်တော်ပြောကြမယ်ကျွန်တော်ပုံပုံသိတယ်နောက်ကျွန်တော်ပြောပါမယ်အခုဟာခင်ဗျားကပုံပုံကျွန်တော်ပြောပါမယ်ခင်ဗျားကနိုင်ငံရေးဆွေးနွေးမယ်ဆိုပါဆင်နယ်ပြီးပါလာခင်ဗျားကြိုက်တာပြောတိတိတာပြောဘာဖြစ်လဲဘာဖြစ်လဲ ကျွန်တော်လည်းရန်ကုန်မှာရှိတယ်ကိုအောင်လည်းရန်ကုန်မှာတနေ့မှမောင်ကရန်ကုန်ကျွန်တော်ပြပြမယ်ကျွန်တော်ပြပြမယ်ခင်ဗျားကျွန်တော်ပြပြမယ်ကျွန်တော်ဒီဘမကြီးမှာရောက်လာတယ်ကျွန်တော်တည်င်းလို့တယ်တယောက်တည်းလို့တယ်ခင်ဗျားပြောလို့ပြောရရင်နော်ခင်ဗျားပြောလို့ပြောရရင်ကျွန်တော်စောက်သီးကိုမဆိုင်ဘူးပြပြရှင်းတယ်ကမန်းနေရကြတော့တော့တော့ဒီနားမယောက်ကပြည်သူကြတဲ့မှာတရင်မိညဉ့်တရင်နဲ့မှာခဏလေးခဏလေးခဏလေးစကားများမယ်ဆိုခဏလေးပြည်သူတွေကြတဲ့မှာစနေမှာပါခဏလေးနော် မီးပြောရခဏလေးတမီးမအလောက်ရှိသေးတဲ့အချိန်မရှိဘူးအဲ့တော့တမီးသိချင်တဲ့မေးခွန်းလေးနှစ်ခုမေးမယ်ဒီကွာလေးဒီကွာမခဏလေးမခဏလေးဒီမခဏလေးခုနကတော့ကိုစနေမေးတော့မဖြေရသေးဘူးကိုစနေပြောတာဘာဖြစ်လို့တကောင်ကျော်ရောက်လို့မသိနေတာလဲတရားဝင်ဖွင့်နေလည်းမသိနေတာအဲ့ဒါမဖြေရသေးဘူးအဲ့ဒါဘာကြောက်တယ်အဲ့ဒါကိုဖြေပေးစေအောင်ခုကမှငါတို့မေးချင်တာမေးနော်ကျွန်တော်ပြောတာအဲ့ဒါကိုကျွန်တော်ပြောတာအခုကပြောနေတာနောက်တရားမှာတွတ်တော်ခေါ်တော့မယ်အဲ့ဒီအဲ့ဒီတွတ်တော်မခေါ်ခင်အဲ့အာနာမထင်းခင်ကလုံလုံရေးကောင်စီခေါ်တယ်ကာလုံခေါ်တယ်ဦးမင်းမလာဘူးဒေါ်စုကြည်မလာဘူး အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်အာဏာသိမ်းရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးနိုင်ငံရေးလှိလာတုံးသက်သူစနေမောင်နဲ့မြန်မာဟတ်တော်သတင်းဌာနကအောင်မင်းတို့တွေ့ဆုံဆွေးနွေးထားသည်မူအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါဦးခင်ဗျာတက်တယ်ရိုက်တယ်ပြီးတော့လူကသွားလာနေတဲ့လမ်းမတွေမှာဘယ်ဒီကကြီးတွေကားတယ်တဲအိတ်တွေကားတယ်ဘယ်သူမှနေတူဝါအလုပ်တွေလုံးလုံးမရနိုင်လောက်အောင်လုပ်တော့မှတက်မတော်ကနေပြီးတော့ခင်ဗျားတို့ဆန္ဒပြတဲ့အုပ်စုတွေကိုဝင်ထိန်လာတော့ဝင်ထိန်ရဲ့အဲ့ဒီမှာဖြစ်တဲ့ခက်တယ်မှန်းတယ်ဖြစ်တဲ့ခက်တယ်မှန်းတယ် ကျွန်တော်ဒါတွေကအားလုံးသိပြီးမြင်ပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ဒီကိစ္စတွေကိုရှင်းပြနေတာကြောင့်မရှိဘူး။ဒါပေမဲ့တက်မတော်အနေနဲ့ကကျွန်တော်ငါးနှစ်တောင်းဝယ်ယူမယ်လို့မပြောခဲ့ဘူး။6လတစ်ချိန်နဲ့တောင်းဝယ်ယူတယ်။အဲ့6လချင်းကလည်းဘာလုပ်တာလဲဆိုတော့စောင့်ကြည့်တာ။တိုင်းပြည်အေးချမ်းလာမလား။နော်။တိုင်းပြည်အေးချမ်းလာမလား။ရုပ်ောက်ပဲလုံးလို့ရအောင်လို့စောင့်ကြည့်။စောင့်ကြည့်တဲ့အချိန်မှာလက်ရှိနေထားမှာတော့ငါးနှစ်ပြည့်သွားတဲ့အတွက်လက်ရှိနေထားမှာရုပ်ောက်ပဲတစ်ခုကိုလုံးကိုလုံးအောင်လုပ်မယ်။အချိန်တိုင်းလာဖြစ်သွားတယ်။ဒါကြောင့်မလို့ရုပ်ောက်ပဲလုပ်တယ်။မြန်မာနိုင်ငံရဲ့နိုင်ငံရေးတပ်ပေါက်အားလုံးပါဝင်နိုင်တဲ့အေးချမ်းတဲ့နိုင်ငံရေးတပ်ပေါက်တစ်ခုကို လေကောက်ဘွဲကနေမရှာဘူးခင်ဗျားဘဲကနေရှာနေလို့ဘဲနေရနေရှာနေတော့ခဏအဲ့ဒီဘောမင်းပြောသွားတယ်ပထမစကားကဘိုးချုပ်ဇော်မင်းသွန်းပြောသွားတဲ့စကားဘိုးချုပ်ဇော်မင်းသွန်းပြောသွားတဲ့စကားကအာလာတင်းကြီးမတင်းကြီးညတင်းကြီးတင်းကြီးမတင်းကြီးမင်းလို့ဆိုတော့နိုင်ငံတော်အစည်းအဝေးလည်းပဲစကားလည်းမဟုတ်ဘူးခွန်ကြီးနဲ့စကားလည်းမဟုတ်ဘူးဘိုးချုပ်ဇော်မင်းနဲ့စကားကိုနော်တရားဝင်လို့အတိအကျပြောအောင်လဲ official ကြီးပြောတဲ့စကားလည်းမဟုတ်ဘူးနော်ဒါကဘောမင်းသိဖို့ဟုတ်တယ်အဲ့ဒါကဘယ်လိုလဲဘယ်လိုလဲဘယ်လိုလဲအတင်းကရှင်းလင်းပွဲမှာပြောတာကတရားဝင်ပြောတဲ့စကားမဟုတ်ဘူး ဘယ်နာရှင်ကပြောတာလေ။ဘာပါပြတရားဝင်ပြောတိတိုင်အောင်ထားပါဦး။တရားဝင်ပြောတိတိုင်အောင်ထားပါဦး။ဒီရွေးကောက်ပွဲရဲ့အချင်းချင်းအားလုံးကိုတာဝန်ယူရမယ့်သူဟာဌာနကလည်းမှာတာဝန်ယူရမယ့်သူဟာ UEC ပဲ။အဲ့ဒီလည်းမဟုတ်ဘူး။တက်တိုင်လည်းမဟုတ်ဘူး။စက်တက်လည်းမဟုတ်ဘူး။ UEC ကိုဖွဲ့စည်းထားတဲ့အဖွဲ့အစည်းကရွေးကောက်ပွဲအကြောင်းလဲမဲအဆောင်နဲ့စုပြည်ပြည်ပြည်နဲ့ရှိတယ်။တရားတော်ကတော့တက်တာချင်းချင်းပြရမှာတူတာ။ချင်းချင်းပြရရင်ဒီမှာမှာ UEC တာဝန်ရှိတဲ့လူတွေပြည်ပါ။အဲ့ဒီရပ်ကတော့ကိုယ်တိုင်လည်းစမ်းမှာမဟုတ်ဘူး။ဒါမှမဟုတ်ကောင်းရှိဘူး။နော်။ UEC ကတော့ချင်းချင်းပြရမှာတာဝန်မြို့ချင်းချင်းပြရမှာလည်းခက်တယ်။စတပ်ပဲစတဲ့သွားလို့ရတယ်။ တက်ပိုက်စတက်သွားလို့ရတယ်။ UEC ဆိုတာပြောဖွဲ့စည်းတာကဖြစ်တဲ့အတွက်ဘယ်သူမှဆက်ကစရာအကြောင်းမရှိဘူး။တက်ခံရေးတုန်းကလည်းမဲမတမာမှုရှိခဲ့တယ်ဦးတိတ်တက်ခဲ့ပါ။နော်အားလုံးအချက်တွေအလက်တွေပြခဲ့တယ်။ UEC ရဲ့အဆုံးဖြတ်တွေလည်းအတည်ပြုခဲ့တာ။ဒီနေ့ဒီချိန်တက်မှတကယ်ဒီရဲ့မဲတက်မှ UEC ရဲ့အဆုံးဖြတ်ကိုလက်မခံနိုင်တာဘယ်သူပဲပါလဲ။ဘယ်ချိန်လက်တယ်လို့မဲမတမာမှုမဲမတိကျဘူးဆိုရှိနေတယ်။ဟုတ်တယ်။ဟုတ်ကဲ့။အဲ့တော့ဂျပန်တို့ကလည်းတော်တော်များများတက်လာတယ်ကျွန်တော်တို့လည်းတော်တော်များများတက်လာတယ်ဒီလိုမျိုးကြည့်လို့ဘယ်လိုလဲပါလားကျန်တော့မှလည်းပုံပေါ်တော့ပြောရအောင် ကျွန်တော်တို့ကလည်းထိုက်တော့ဒီတော့ပြန်မှာကျွန်တော်ကပြောရချင်းများအဆင်ပြေရှိတယ်။ဟုတ်ပြီကျွန်တော်ကလည်းတော့အားလုံးကိုဒီလိုမျိုးအားလုံးကိုပြောရအောင်ကြမ်းလေ။ဒီလိုကျွန်တော်ကလည်းတက်ပြီးတော့ဆက်ကမှလည်းတက်ပြီးတော့ process အားလုံးကိုကိုအောင်ရအောင်ပြပြလိုက်။ဟုတ်ဟိုအောင်လည်းကမြေတားမှုကိုအနာတိကိုပြောရအောင်အနာတိကတော့ဘယ်ချင်းကိုလူတွေကိုဖမ်းပြီးတော့အနာတိကိုရတယ် option လူတွေအင်္ဂလာလေးလူတို့အရရတို့ရဲ့လူတွေလို့တွေလည်းချင်းမှာအနာတတင်ရတာတုံးနာယူဝင်ချင်းတော့မှထားအနာတင်ရတာဘယ်မှလဲ option အစိုးရလုပ်နိုင်ငံတော်အလုပ်ကြီးလေကွာ ိုးလို့တပူလို့လိုရတဲ့အလုပ်ပါ။ကောင်းပြီ။မမြင်ဘူးလားအဲ့ဒါကြီးကို။မင်းကဘာပြီတရားကျောင်းကိုအချိန်မှညစနေကိုနေရက်စနေလာကြီးတို့တရားကြီးတို့လေရင်တို့ဒီမီရစီပြီးတော့မင်းမင်းတို့ကြောက်ကြင်ညာလဲဆက်မလာ။ကျွန်တော်တို့အာနာတက်လိုက်ပါလေ။အာနာတက်လိုက်ပါလေ။လူတွေလုံးနေတဲ့အချိန်တောင်မှမင်းဖက်ပြီးအာနာတရားနဲ့ခေါ်ရဲ့နိုင်ငံတော်အထုပြုဆင်းလာ။ဂျိုင်းနာမဟုတ်ဘူး။တန်တဲ့စကားပဲပြောတာ။ဆိုင်နာမဟုတ်ဘူးတန်တဲ့စကားပဲပြောတာ။ငါလက်ကမှနေတာကွာအခုလို့မှတ်ပြီလေ။ဘလို့ဆက်အာရုံတည်ရဲ့။ဟုတ်တယ်နော်။ဒါကောင်မင်းတို့တက်ပြီးပေါ်မှာထားတဲ့စက်ကပဲမြင်ကြည့်လိုက်တာ။နော်။ ကိုစနေမမကိုစနေမမခင်ဗျားရန်ကုန်မှာနေတာကျောက်ကရန်ကုန်ကဗဟန်းမြို့နယ်မှာနေတာအဲ့ဒီအချိန်မှာကျွန်တော်ကသတင်းတော်အနေနဲ့မင်းကသတင်းတော်အနေနဲ့လူလို့တော့မပြရတဲ့ဘဝတွေမှာအောင်မင်းဆိုတာမျိုးကိုနာမည်ပဲတုခရရတာဘယ်နေရာမှာနေမှန်းတော့မှမသိသေးဘူးလူမလို့ဟိုလူလို့လူလို့သူလို့မနေရတဲ့ဘဝပါဘေးကောက်ပဲမတငင်ကလာတွေရတယ်လို့ကိုအမင်းရက်တူကိုကိုအမင်းသိတယ်နော်ဒီဒီဟိုဟာလေဒါတော့ကျွန်တော်ပြောကြမယ်ဒီတော့ပုံပုံသိတယ်ဒါတော့ပြောပြမယ်အခုဟာခင်ဗျားကပုံပုံကျွန်တော်ပြောပြမယ်ခင်ဗျားကနိုင်ငံရေးဆွေးနွေးမယ်ဆိုပြီး personality ပါလာခင်ဗျားကြိုက်တာပြောပြီးပြီးတာပြော ကျွန်တော်လည်းရေကောင်မှရှိတယ်ကိုအောင်လည်းရေကောင်တနေ့မှမောင်ကရေကောင်ကျွန်တော်ကြားမယ်ရောက်ကျွန်တော်ပြပြမယ်ခဏကျွန်တော်ပြပြမယ်ကျွန်တော်ဒီဘမကြီးမှာရောက်လာတယ်ကျွန်တော်တရင်လုပ်တယ်တယောက်တည်းလုပ်တယ်ခဏတော့လို့ပြောရရင်နော်ခဏတော့လို့ပြောရရင်ကျွန်တော်စောက်သေးကိုမဆိုင်ဘူးတပတ်ရှင်းတယ်ခဏအနေရီကြားနေတော့ဆောက်သွားဈေးမမယောက်ကပြည်သူကြားထဲမှာတရင်မယူနေတဲ့တရင်တမခဏလေးခဏလေးခဏလေးစကားများမယ်ဆိုခဏလေးပြည်သူတွေကြားထဲမှာစနေမှာပါခဏလေးနော် မီးပြောရခဏလေးတမီးမအလောက်ရှိသေးတဲ့အချိန်မရှိဘူးအဲ့တော့တမီးသိချင်တဲ့မိခွန်းလေးနှစ်ခုမိမယ်အေးမိခွန်းလေးတော့ဟိုတနေ့ကတမီးမိသွားတယ်ဥပမာမျိုးတစ်ခုပါဗောနောပထမတစ်ချက်ကပါလဲဆိုတော့အာအာနာသိနေတဲ့အချိန်မှာတမရသည်တမရကြီးဥဝင်းမြစ်ဒီအာနာမရှိတော့တဲ့အချိန်မှာအာနာလာသိနေလို့ပြောတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်သူတမရစီမှာကဘယ်လိုရှိဖြစ်ပြီးတော့အာနာဆက်ရှိနေသေးရလဲဒါကပထမမိခွန်းနော်ဒုတိယမိခွန်းဒီရှင်တို့အာ ဒီဘောနော်ဖန်တီပါဒီနဲ့သမရကြီးရောသမရဝင်းရောစသဖြင့်နိုင်ငံတော်တိုက်ပွဲခံအောင်ရှင်တို့ဖမ်းလိုက်တဲ့အမှုတီမဲခိုးမှုလို့ရှင်တို့ပြောတယ်အခုဒီနေ့ဖမ်းဆီးပြီးတဲ့အချိန်ထိမဲခိုးတဲ့အမှုနဲ့ပတ်သက်ပြီးတော့တရားစွဲထားတာအမှုပဲလက်ချက်ရှိတယ်ဘယ်လောက်ရှိပြီလဲအဲ့ဒါချိန်ပေးပါကောင်းလိုက်တယ်ဘေးကောင်ကြာကျွန်တော်ကျတဲ့လူတွေကိုပြောရအောင်ကျွန်တော်ပြောပြမယ်ကျွန်တော်ပြောပြမယ်ညီမပြောတောင်ကုန်းမြို့ရှိတပ်ဦးဖုန်ကြီးเจ้าကိုစစ်တပ်ကလေးเจ้าတိုက်ခိုက် ရခိုင်ပြည်နယ်တောင်ကုန်းမြို့စကခငါးနာကတပ်ဦးဖုံကြီးကျောင်းကိုစစ်ကောင်စီတပ်ကစက်တင်ဘာ26ရက်မှာလေကျောင်းတိုက်ခိုက်ခဲ့တာကြောင့်ဖုံကြီးကျောင်းတစ်ဆောင်လုံးထိခိုက်ပျက်စီးခဲ့တယ်လို့မြို့ခံတွေကပြောပါတယ်။တောင်ကုန်းမြို့တပ်ဦးကျောင်းကိုစက်တင်ဘာ26ရက်နေ့ညနေ4:45မိနစ်ခန့်မှာဂျက်တိုက်လေရင်တစင်းနဲ့ပေါင်း9ရဘုံတလုံးကျချခဲ့တာလို့တောင်ကုန်းမြို့ခံကပြောပါတယ်။အခုဘုံကျဲခံရတဲ့ကြောင်းကစစ်ကောင်စီတပ်တွေကူးကွယ်ခဲ့တဲ့ဖုံကြီးကြောင်းဖြစ်တယ်။ တောင်ကုတ်တိုက်ပွဲတွေကဆရာတော်ကကြောင်းမှာတရင်မတုံးတော့ဘူးဘုံကျဲတိုက်ခိုက်မှုကြောင့်လူထိခိုက်တော့မရှိဘူးကြောင်းကတော့တစ်ဆောင်လုံးထိခိုက်ပျက်စီးသွားတယ်စစ်တပ်ကသူတို့ကိုးကွယ်ခဲ့တဲ့ကြောင်းကိုဘာကြောင့်လာပြီးလေကြောင်းတိုက်ခိုက်ခဲ့တယ်ဆိုတာတော့မသိဘူးတောင်ကုတ်မြို့ကိုအာရခတ်တော် AA က2024ခုနှစ်ဒီဇင်ဘာလမှာတင်ပိုက်ခဲ့ပြီးနောက်ပထမဆုံးအကြိမ်မြို့ပေါ်ကိုစစ်ကောင်စီတပ်ကလာရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်အခုလေကြောင်းတိုက်ခိုက်ခံရတဲ့ဘုံကြီးကြောင်းအနီးမှာတောင်ကုတ်မြို့ အခြေဆိုင်စကခါ9ခမရ9ရ44ခမရ346တို့တရှိခဲ့ကြတာလည်းဖြစ်ပါတယ် စက်တင်ဘာ12ရက်ကလည်းကြောက်တော်မျိုးနယ်တရက်တပင်ကြီးရွာရှိကိုပိုင်ထက်တန်းကျောင်းကိုစစ်တပ်ကလေးကျောင်းတိုက်ခိုက်ခဲ့တာကြောင့်ကျောင်းသားအယောက်20တေဆုံးခဲ့ပြီး28ယောက်တန်ရာရရှိခဲ့ပါတယ်စစ်ကောင်စီကရခိုင်ပြည်တောင်ပိုင်းကတောင်ကုန်းတန်ရွဲကွာနဲ့အမ်းမြို့နယ်တို့မှာရွေးကောက်ပွဲကျင်းပနိုင်မှုရခိုင်နယ်ထိစပ်နေတဲ့ပကူးမကွေးနယ်အေယာဝတီတိုင်းတို့ကနေအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပါတယ် ဟဲ့အနေအရပြဿနာမဲခုမဲလိမ့်မဲခုတာပေါ့နော်မဲလိမ့်မဲခုဒါပေမဲ့ဘာဖြစ်လဲဆိုတော့ NLD ကိုသူတို့ပြောတယ်လွတ်တော်မခေါ်ဘူးပြောတယ်လွတ်တော်မခေါ်ဘူးအစိုးရမခေါ်ဘူးပြောတယ်ဒါပေမဲ့အဲသူကဖေဖော်ဝါရီတရက်တင်တယ်နော်အနာထိန်ကဖေဖော်ဝါရီတရက်တင်တယ်အဲ့ဒီမှာဟိုနေ့ပြတယ်ကောသူနောက်တရက်မှာ NLD ကလွတ်တော်ခေါ်မယ်ပြီးလို့ရှိရင်သူကအစိုးရဖွဲ့မယ်အားလုံးကသူတို့လွတ်တော်ကိုယ်စားလှယ်လဲဒီဟိုနေ့မှာရောက်နေတယ်အဲကျွန်တော်တို့ကဘာလဲစီမင်းဧတာတွေမှာရောက်နေတယ်ဘောဆုရှိလို့လဲသူအိမ်မှာအပေါင်းစင်ပြင်းစင်ပြင်းကြပြီအဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့ဒီဘက်ကတမတော်ကပြောတယ်ခဏနေကိုခဏဒီမဲခိုးတဲ့ပြဿနာတွေအရင်ရှင်းနောက်တစ်ခုကဘာဖြစ်လဲဆိုတော့ ဒီစွတ်တော်အစည်းအဝေးကဒုတိယကော်မရှင်ရဲ့နောက်ဆုံးအစည်းအဝေးတစ်ခုကျန်တယ်။အဲ့ဒီအစည်းအဝေးကဘာလဲဆိုတော့ပြီးခဲ့တဲ့အစိုးရအဖွဲ့အသီးသီးရဲ့စွတ်တော်အသီးသီးရဲ့မှာတုံးလာတဲ့ငွေစည်းရှင်းတန်းအဲ့ဒီအစည်းအဝေးတည်းကျန်သေးတယ်။အဲ့ဒါကိုအဲ့ဒီအချိန်ကလွတ်တော်အမတ်တွေကတင်ပြတယ်။ဒါပေမဲ့အဲ့ဒါကိုလည်းပယ်ချက်လိုက်တယ်။နော်အဲ့ဒါကိုလည်းဒီ NLD လွတ်တော်အဲ့တော့လွတ်တော်ဥပဒေပဲနော်သူတို့ပယ်ချက်လိုက်တယ်။ပယ်ချက်လိုက်တဲ့ခါကျတော့မှန်တယ်ဒီကနေ့ကတော့ထောက်ပြတာကတော့ရုပ်ကွယ်မဲလိမ်မဲခုံမှုထောက်ပြတယ်။ဒါပေမဲ့တစ်ဖက်မှာဒီမဲလိမ်မဲခိုးထားတဲ့ ရန်လက်ရန်လက်ကိုခေါ်ပြီးအစိုးရအတင်းဖွဲ့တော့မယ်ဒါဘာဖို့ပြတယ်လဲဆိုတော့ဒီမှာမပြီးဆုံးသေးတဲ့အငင်းပွားမှုရှိနေတဲ့ရလက်ကြီးနဲ့လွတ်တော်ခေါ်ခြင်းအစိုးရဖွဲ့ခြင်းဟာနိုင်ငံတော်အာဏာကိုမတရားရယူခြင်းဖြစ်တယ်ဆိုပြီးတော့ဒီဘက်ကတက်မတော်ကနေပြီးတော့လုံလုံရေးဟိုကာလုံခေါ်လိုက်တယ်ကာလုံခေါ်တဲ့အချိန်မှာကျွန်တော်တို့ဒီလောက်ကတော့ဥွင့်ပြည်လည်းမလာဘူးတော့မလာဘူးမလာတော့လားအဲ့ဒါကြောင့်အညံ့ပါပဲဥွင့်ပြည်ကိုလည်းထိလိုက်တယ်ဘော်စုကြီးကိုလည်းထိလိုက်တယ်နောက်ပြီးတော့ကြံတဲ့အမတ်တွေပေါ့နော်အဲ့မှာလွတ်တော်တက်မယ်ဆိုတဲ့အမတ်တွေကိုနေမှာရှိတယ်ကျွန်တော်တို့စီမင်းရေးတာမှာရှိတဲ့လွတ်တော်အမတ်တွေအဲ့ဒါတွေကိုကျွန်တော်တို့ထိလိုက်တယ်

မလာဘူးဘာလို့ရှိမလာဘူးဘယ်လိုလဲသူကနောက်တည့်ရမှာလွတ်တယ်ဆိုပြီးအစိုးရဖွဲ့တော့မှာအဲ့ဒါကြောင့်မို့အဲ့ညမှာပဲဝင်ပြီးနောက်တည့်သွားဆောင်လို့မရဘူးနောက်တည့်သွားဆောင်ရင်အစိုးရပေါ်သွားရင်ဒီဘက်မှာပို့ပြီးတော့ထိရတာဘုကတ်တော့မယ်စစ်တနာဟာအဲ့ဒါကြောင့်မို့အဲ့ညဘက်မှာပဲအခါလေးဝင်ပြီးတော့